ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်စိုသိမ့်ဟာမေလ23ရက်နေ့ကတွန့်တင်းမွေးမြူရေးဆောင်ဖွံ့ဖြိုးတိုးတက်မှုများအားလိုက်လည်ကြည့်ရှုဆစေးရာတွန့်တင်းမြို့နယ်တလုတ်ထော်ကျွော်အုပ်စုစံတော်ကလေးကွင်းမှာတွန့်တီတူမြောင်းမှာတွန့်တင်းမွေးမြူရေးဆောင်သို့ဆိုလာစနစ်သုံးရှိတီချင်းလုပ်ငန်းဆောင်ရွက်နေတဲ့လုပ်ငန်းခွင်သို့တွားရောက်ကြည့်ရှုပြီးရှင်လင်းဆောင်မှာတိုင်းဒေသကြီးစိန်မြောင်းနယ်ရေတုပ်ချမှုစီမံကကွက်ရေးဦးစီးဌာနညွှန်ကြားရေးမှုနဲ့တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြကြတိုင်းဒေသကြီးဝန်ကြီးချုပ်စိုသိမ့်ကတွန့် ေးတူမြောင်မှာတူတင်မွေးမြူရေးဆုံးတို့ရေးတင်နိုင်ရေးစနစ်တကျဆောင်ရွက်ရန်ဆိုလာများအရေးသွေးပြည့်မီစွာအသုံးပြုနိုင်ရှိရာသီဥတုအကြောင်းပြည့်စည်ဆုံးရှုံးမှုမရှိစေနဲ့ပျောက်ဆုံးပြည့်စည်မှုမရှိစေတို့ကိုမှားကြားပြီးဆိုလာစနစ်တက်ဆင်ထားမှုနဲ့ရေးတည်ခြင်းလုပ်ငန်းမှာအသုံးပြုမည်လုပ်ငန်းသုံးပစ္စည်းများအားလှည့်လည်ကြည့်ရှုဆက်စီပါရယ် ခိုင်နောကန်ကြီးကုံရေလောင်ကန်အတွေ့ရေတိုလောက်ထရှိမှုရေထုပ်ပြူရေပိုးလွေရေပိုးလွေမြောက်ကိုတရာများကြက်ခိုင်မှုနဲ့ကန်အတွေ့ရှိရေမြောက်ကိုဆိုလာစနစ်နဲ့ရေစုပ်ပန်များတောက်ပြူ၍မွေးမြေစောအတွေ့ရှိဂါလတ်1000ဆန် overhead တန်ရေကန်နဲ့ဂါလတ်1000ဆန်မြေရောက်ရေကန်တို့ရေစုပ်တင်နေမှုနဲ့၎င်းရေကန်မှာတိုတေမွေးမြေစောအတွေ့ရှိမွေးမြေချမ်းများတို့ရေဖြန့်ဝေပေးနေမှုလုပ်ငန်းများဆောင်ရွက်နေမှုများအကြည့်ရှုစစ်ဆေးပါရယ် ဆက်လက်ပြီးတိုတေမွေးမြွေဆုံးမှာဒေတာနွားဝက်နိုစွားနွားဦးစားချံကြံမိန်ငုံနဲ့ရင်များမွေးမြူထားရှိမှုနဲ့အစာဆက်ရုံဆောက်လုပ်နေမှုများကိုကြည့်ရှုပြီးမွေးမြူရေလုပ်ငန်းရှင်များအနေနဲ့တိုင်းဒေတာကြီးအတွင်းအစာရေခါဖုလုံရှိရအတွက်တိုချေမွေးမြူရန်နဲ့တိရိစ္ဆာန်အစာပေးများတိုချေစိုက်ပျိုးရန်မှာကြပါရစေ။ ဆက်လက်ပြီးဒုတိယမွေးမြူရေးဆောင်ရှင်လင်းဆောင်မှာဌာနဆိုင်ရာများနဲ့တာဝန်ရှိသူများရဲ့ရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်တာများမှာကြားခဲ့ပါတယ်ရှင်။